မင်္ဂလာပါရှင်2025ခုနှစ်မတ်လ27ရက်နေ့တောက်ကြနေမေယူချန်နေမြန်မာဘာသာပြန်စီစဲမကျမလှလှဝင်ပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကားကြောင့်မင်္ဂလာဒေ့ဒုက္ခသည်စခန်းများတွင်ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည်စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ဟု45 Rise နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကဆွဲဆုပ်ဆိုတဲ့သတင်းကိုတိစပ်ပေးသွားမှာဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများသည်မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြည်ပခါများနှင့်ဆက်ဆက်နေသည့်ဟုယုံကြည်ရန်ကျူးကျောင်းစီလျော်တဲ့အကြောင်းပြချက်ရှိကြောင်းအင်ကာနေတွင်ထုတ်ပြန်တဲ့ Fortify Rights ရဲ့စီရင်ခန်းစာကဖော်ပြထားပါတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းများတွင်လက်ပတ်နေကြရူဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည်စိတ်ရစဝတ်မှုဖြစ်စေနိုင်တဲ့လောက်ရက်များဖြင့်ရူဟင်ဂျာဒုက္ခသည်များအားတပ်ဖြတ်ခြင်းပြန်ပေးဆွဲခြင်းပြင်ပနှိပ်စက်ခြင်းနှင့်ချိန်ချောက်ခြင်းများကျူးလွန်ခဲ့ကြောင်းနိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့စီ Fortify Rights E အစီအစဉ်ကန်ဆာတစ်ကရေးသားဖော်ပြထားကြောင်းသိရပါသည် ဘင်္ဂလားဒေ့ရှ်စခန်းများတွင်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများပြီးမြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပေါ်နေတဲ့လက်နက်ကိုင်ပြိပခများနှင့်ဆက်ဆက်နေသည်ဟုယုံကြည်ရင်ကျူးကျောက်စီလျော်တဲ့အကြောင်းပြချက်ရှိကြောင်းအင်ကာနေ့တွင်ထုတ်ပြန်တဲ့ Fortify Rise E အစီရင်ခံစာကရေးသားဖော်ပြချပါတယ်ဤချိတ်ဆက်မှုသည်စိတ်ရဆွေးမှုများအကျွံတရားဝင်သတ်မှတ်ချက်ကိုပြည့်မီနိုင်သည်ဟု Fortify Rise ကဆိုပါတယ် 真的我这哪位亲们约的大家伙来着？ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်းများအပေါ်ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏တပ်ဖြတ်မှုပြန်ပေးဆွဲမှုနှိမ်ပတ်နှိပ်စက်မှုတွေတခြားပြင်းထန်တဲ့ခြုံဖောက်မှုများကောင်းစေတဲ့မှတ်တမ်းများပြုစုထားတဲ့စာမျက်နှာ88မျက်နှာပေါင်း Fortify Rights ရဲ့စီရင်ခံစားကနိုင်ငံတကာရစဝတ်မှုခုံရုံး ICC နဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယင်းရ IIMM တို့ ပါအဝင်ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့နိုင်ငံတကာတရားရေးအဖွဲ့များကိုစုံစမ်းစစ်ဆေးဖို့နဲ့တရားစွဲဆိုဖို့တိုက်တွန်းထားပါတယ်45 rice ma director john quinkley ne nasa university ma pa mauk ka navray marshall to thi asoba siyin khan sa i maysat pwe ko chin pa khe sin nai haw pyaw tu mya the jwin pa win chang ti ya ba de အထူးသဖြင့်2021ခုနှစ်စက်တင်ဘာလတွင်ရူဟီဂျာခေါင်းဆောင်နှင့်လူအခွင့်ရေးလှုပ်ရှားသူမိုဟီဘူလာလုတ်ကျန်ခန့်ခဲရောက်ပြီးနောက်ဒုက္ခဘဲစခန်းများတွင်လက်နက်ကင်တွေရဲ့အကြမ်းဖက်မှုများတိုးလာနေသည့်ပုံစံကိုမှတ်တမ်းတင်ထားပါသည်အစီရင်ခံစာအရအကျန်းဖတ်မှုသည်ကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပေမယ့်စုံစမ်းစစ်ဆေးအရေးယူမှုတွေမရှိသလောက်ပါပဲ ဘင်္ဂလားဒေ့ရှ်အစိုးရသည်ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များမှဒုက္ခသည်များကိုလုံလောက်စွာအကအကွယ်ပေးရန်ပြက်ကွက်ခဲ့ပါသည်။ အသက်ရှင်ကျန်ရစ်သူများမျက်မြင်သက်သေများကုလသမဂ္ဂအရာရှိများ အကူအညီပေးရေးလှုပ်သားများနှင့် Arkan Rohingya Salvation Army ARSA နှင့် Rohingya Solidarity Organization RSO ကဲ့သို့သောလက်နက်ကိုင်အဖွဲ့များ၏အဖွဲ့ဝင်ဟောင်းများနှင့်လက်ရှိအဖွဲ့ဝင်များပင်ပါဝင်သည့်အရင်းအမြစ်136ခုနှင့်တွေ့ဆုံမေးမြန်းချက်များကိုအခြေခံ၍အစီရင်ခံစာတွင် ကြီးလေးတဲ့ရာဇဝတ်မှုများကို တိုက်ရိုက်ဝင်ခံထွက်ဆိုချက်များပါတွေ့ရှိထားပါကြ။ Fortify Right ဒီဒုက္ခသည်စခန်းများတွင်အကြံဖတ်မှုများမဖြစ်ပွားလေအောင်ချက်ချင်းတောစီပေးရနေရက်ဆက်ကြမ်းကြုတ်မှုများတွင်တဝင်းရှိသူများကိုတဝင်းခံမှုရှိစေရန်အရေးပေါ်အရေးယူရန်တောင်းဆိုထားပါကြ။